ဘောက်ကိုလဲလာမယ်ဆိုရင်တော့ China Town ကိုမဖြစ်မနေခေါက်တော့ရောက်အောင်သွားကြည့်ကြည့်ပါမယ်။အဓိကတော့ညဘက်ပေါ့နော် Street food တွေလည်းပေါ်တယ်။ဒီမှာစားရတောက်ရှာရတယ်အများကြီးရှိတော့လဲလို့ပဲလို့လည်းကောင်းပါတယ်။ န်းဆိုင်တာထောက်ရိုက်ဆိုင်တာတော့ညဘက်ကတော့လုံအောင်စီကားပါတယ်အဲ့တော့ညကဘက်ကတော့ပူတယ်ညဘက်ကတော့တော်တော်လေးကိုမိုက်တယ်ပေါ့နော်စားကြတော့ဆရာ street food တွေသူရ vice တော့တော့ညဘက်အလယ်လာကြည့်ပါလို့ကျွန်တော် recommend လုပ်ပါတယ် China တော့ရဲ့ညဘက်မြင်ွေးတော့ဒီလိုမျိုးပေါ့နော်ရန်အောင်စီပါတယ် စားတော့ဆိုင်တန်းနေရောအများကြီးပဲ street food တွေခြိုက်တာစားလို့ရရွေးချယ်ကြရလဲအများကြီးပဲတော့တော့တော့ပါအဲ့ဒီကိုကျွန်တော်တင်ပြတော့ဟုတ်ပါ ိုင်းကြည့်လိုက်အောင်ဒီနောက်မှာတော့ sampling night market ပေါ့เนาะည10နာရီခွဲကနေမနက်4နာရီလောက်ဖွင့်လာတော့ဆယ်ဘတ်တန်ဈေးလို့လည်းခေါ်များတယ်ပေါ့เนาะ fancy ပစ္စည်းတွေဝတ်စားတွေအင်းကြီးတွေဒါတွေအများကြီးရောင်းတဲ့နေရာပေါ့เนาะ China Town လာတယ်လဲမယ်လဲပြီးတာနဲ့ sampling ဈေးကိုလဲခြင်းနဲ့ဆိုရင်လည်းဒီညဘက်ဆိုတစ်ခါလဲလို့ရတယ်ပေါ့เนาะ học rồi. <laughs> Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn lembro, vou na Ice Cream, mas não စီအဲ့တော့ဒီဗီဒီယိုလေးကတော့ကျွန်တော်ဒီနေ့တော့ဒီလောက်ပါပဲအဲ့တော့နောက်ဗီဒီယိုမှာကျွန်တော်ပြန်ပြေးပါမယ်ဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်အားလုံးလည်းမင်္ဂလာရှိတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုမှာပြန်ပြေးပါမယ်